ပွဲကြီးပွဲကောင်းတွေကတော့အများကြီးပါပဲဗျာဘာစီလိုနာတို့ဒါအာဆင်နယ်အတလတီကိုအိုဂိုဘေးဟေးဝင်ဒေါ်မော်လီဗာကူစင် PSG ယူကာဆယ်ဘင်ဖီကာ PSV နာပိုလီအများကြီးပါပဲ PSV ခံစစ်ကတော်တော်ညံ့တယ်ဒါနာပိုလီကတော့ဒီပွဲမှာရလကောင်းတယ်ဆိုတော့နာပိုလီရဲ့အနေထားကတော့ဈေးပြော်တယ်လက်ရှိဗီလာရီကလည်းအဲ့လောက်လေးစောင်းနေရတော့မဟုတ်ဘူးအဲအိမ်ဖွင့်ကစားကောင်းတယ်ဆိုကြတယ်ခက်စစ်ပိုင်းကကိုင်းငယ်နဲ့ပေးနေရတယ်တင်းမျိုးတွေပါ ဟုတ်ဆရာတို့အင်္ဂါညတော့ကျွန်တော်တို့အားလုံးလည်းမြန်နဲ့ပြန်ပြီးမျှော်လင့်ဆောင်သားရချန်ပီယံလိဂ်ကြီးနော်ချန်ပီယံပွဲကြီးပွဲကောင်းတွေကတော့အများကြီးပါပဲဗျဘာစီလိုနာတို့ဒါအာဆင်နယ်အတလတီကိုအိုဂိုဘေးဟေးဝင်ဒေါ်မော်လီဗာကူစင် PSG ယူကာဆယ်ဘင်ဖီကာ PSV နာပိုလီအများကြီးပါပဲအဲ့ပွဲကြီးမှာကျွန်တော်တို့ဒါထုံးစံအတိုင်းပဲကျွန်တော်တို့ရဲ့အကြိုက်တစ်ခွက်လေးချင်းစီကိုကျွန်တော်တို့ပြောကြအောင်နော်အဲ့တော့အဲ့ဒီပွဲစဉ်တွေအားလုံးမှာအားလုံးမဟုတ်ဘဲပွဲစီတော့10 3 4 5 6 8ဟိုအဲ့မှာကိုးပွဲမှာဆရာတို့ရဲ့တစ်ခွက်ကြီးယူပါပြီးတော့မှကျွန်တော်နောက်ဆုံးကျွန်တော်ရဲ့တစ်ခွက်ယူနေ ဟုတ်အရင်ဆုံးကြာတယ်ဟောဒီပွဲတွေမှာကြည့်မယ်ဆိုရင်တော့ဘာစီလိုနာတို့ဘာလို့ကတော့အော်လန်ပီယာကော့စ်ကိုအင်ကွင်းမှာတကယ်တမ်းရာဖင်ယာတို့ဘာလို့ပြန်ပါနိုင်မယ်ဆိုတော့ဒန်ရတော့ရနေရောပေါ့ဗျာပြန်ပါနိုင်မယ်ဆိုတော့ကိုပြက်နိုင်သွားနိုင်တယ်ဟုတ်ကဲ့ဒါကာယိုမာဒီနဲ့ဒီဖာဖော့စ်ဘွဲဆိုကိုဘောပိုင်းသွားနိုင်တယ်အာဆင်နယ်အဲကိုပင်ဟီဂင်းသဘောကျတာလေးတွေပေါ့ဗျာလီဗာပူးလ်ဆင် PSG ဆိုရင်တော့ကိုဘောပိုင်း ဖြစ်လာနိုင်တယ်။ဟုတ်ကဲ့။ Newcastle Benfica ဆို Newcastle Benfica ဆိုဒါဝင်ဘူးအောက်ပိုင်းသွားမလားဘောနော်။မော်ကြီးကလည်းဘူးဘူးဘူးအောက်ပိုင်းတွေသွားမယ်နေသားမျိုးဆိုတော့ Premier League ကြောင်းလည်းသူကတိထားတယ်ဆိုတော့ဟုတ်ကဲ့။ PSV Napoli ရော PSV ကန်စစ်ကောက်တော်တော်ညံ့တယ်။ဒါ Napoli ကတော့ဒီဘွဲမှာရလကောင်းတဲ့။ဆိုတော့ Napoli ရဲ့အနေထားကတော့ဈေးပြော့တယ်နော်ဈေးပြော့တယ်အတူတူလေးဈေးပြောတယ်။နောက်ပူလီရောဒါနောက်ပူလီကအများကြီးဈေးပြောပြီးတော့သူပဲအောင်အောင်သွားတာပဲ။ဟုတ်ကဲ့။ ဒါပေမဲ့အဲ့အားလုံးထဲမှာဆိုရင်ကျွန်တော်ရွေးချယ်ချင်တာကတော့အာဆင်နယ်ပေါ့ဗျာအေးဝင်းမသူရလကောင်းကိုယူပြီးချန်ပီယံလိဆိုရင်လည်းအဲအာဆင်နယ်အားဆိုင်ကစားနေတာတွေ့ရတယ်။နောက်နောက်ဆုံးကဗီဖောင်အေးဝင်းမတေးလောက်ကစားရင်တော့ရရင်တော့ရရရဆိုရင်တော့ तू က1 to 8 तू ဒိုင်ရိုက်ကို तू ကဟိုရောက်ချင်တာ1 to 8တဲ့ဝင်အောင်ဆိုတော့အမှတ်နဲ့တိတ်ဆုံးရှုံးလို့မရအောင် तू ဟုတ်တယ်အဲ့ဒါကြောင့် तू ကအားဆိုင်ပြီးတော့ဗီဖောင်အေးဝင်းမ तू အားဆိုင်ကစားရတယ်။အိုလံပီယံကော့စ်နယ်ပွဲမှာဆိုရင်လည်းသူ့ရဲ့ကစားအာအေးဝင်းကစားအာတော်တော်လေးကောင်းတယ် အဲချိန်မြေကိုမျောလို့ရတယ်ဆိုတော့မျိုးပေါ့နော်ဟိုဘိုးသွေးမတေချာလိုက်လို့ဒါအပြည့်သာမအောင်လိုက်တာအိုလံပီယာကော့စနယ်ပွဲပေါ့အဲ့ဆိုကျန်လာကဒီအက်တလက်တီကိုကြည့်မယ်ဆိုရင်တော့အက်တလက်တီကိုကချန်ပီယံလိမှာဒါရုံးကန်ရမယ်အနေသားမျိုးရှိလာနိုင်ပြီပဲပထမပွဲမှာသူကလီဗာပူးကိုရှုံးနေဒါအင်္ဂလန်မျိုးမှာရှုံးနေနောက်တစ်ခါကျတော့ဒုတိယပွဲကျတော့ဂိုးပြတ်နိုင်သွားတယ်အဲသူလည်းဟိုကစားအောင်တော့ကောင်းပြန်ကောင်းလာတယ်ဆိုပေမဲ့အက်တလက်တီကိုက ဟိုလာလီဂါမှာကြည့်မယ်ဆိုရင်အဝေးကွင်းပိုင်းတွေမှာအားရစရာတိတ်မကောင်းဘူးအဝေးကွင်းနိုင်ဝဲလိုအပ်ဘယ်လိုပြောရမလဲအဲ့လိုမျိုးဖြစ်ဆိုတော့ဒါကလည်းရိုက်ခတ်လာနိုင်တယ်သူရဲ့အဝေးကွင်းခြေစွမ်းဉာဏ်ပြင်းမှုကဒီချန်ပီယံလိကိုရိုက်ရိုက်ခတ်လာနိုင်တယ်ဆိုတော့အာဆင်နယ်ပဲနိုင်သွားလိမ့်မယ်လို့ထင်တယ်ဂိုးပြတ်မပြတ်ပဲကြည့်ရမှာထင်တယ်ဆရာရဲ့အကြိုက်ဆုံးတစ်ခွက်လေးကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကတော့ဆရာဘီလာဗီယဲနဲ့မန်စီကြီးလို့ပြောအောင်ဘီလာဗီယဲလက်ရှိချန်ပီယံလိကလာဗီယဲနှံပေါ်တော့မှာဖြစ်နေတယ်ဒီဂျူရီတက်တို့ပါလို့ ်ဒါလည်းမပေါင်းပါဘူးသူ့အနေနဲ့ပြည်ပြည်နဲ့ပေါ်တယ်မှာတည်ပဲကြတာဒီပွဲတင်ကဗီလာရီယန်အနေနဲ့နိုင်ငံသားမှာမှတ်ပေးမယ်အခက်အခဲမဲ့စီတီကလည်းဓာတ်ရဲ့ပြင်ဆင်ပွဲအောင်ဖို့အတွက်ဒီသူ့အနေနဲ့ဥထက်နည်းနည်းဥထက်မိန်တဲ့အသင်းမျိုးတွေနဲ့ထိုက်တဲ့ပြတုံးတွေပေါ်ဒီမှာရလက်ကောင်းတဲ့မှန်တိုင်းပြောရရင်မူနာဝုန်နဲ့ပေါ်တယ်မှာဆိုတော့ရလက်ကောင်းတဲ့ရန်သားနေမှာရလက်မကောင်းခဲ့ဘူးလက်ရှိဒီပွဲတင်မှာပြန်ကြည့်မယ်ဆိုရင်လည်းဒီမန်တီအနေနဲ့ပေါ့လက်ရှိဖွင့်လာတဲ့ဒေးတန်းနဲ့ဒီဘွဲပြင်လာမဲ့အတင်းကလည်းတော့မုံနဲ့ဟိုတော့ကျွန်တော်ထင်တာကတော့လက်ရှိဗီလာရီကလည်းအဲ့လိုလေးစောင်းနေရတော့မဟုတ်ဘူးအဲ အိမ်ကကားအကောင်းတယ်ဆိုပေမဲ့ခက်စပိုင်းကအုံးငယ်နဲ့ပေးနေရတယ်တင်းမျိုးတွေပါဆိုတော့ကျွန်တော်ကမန်တီတီအနည်းဆုံးတကူနဲ့နိုင်သွားမယ်လို့ပြောလက်ရှိဝမ်လက်30မှာလည်းရေးဖိုင်တယ်ရေးရတယ်လည်းလေဝမ်ဘတ်တော့နော်ချန်ပီယံလိဘာဒါနှစ်ပွဲကစားပြီးအောင်ပါဟိုပွဲတိုင်းကျအောင်လာတယ်အော်6သင်းရှိတယ်အာဆင်နယ်ဘိုင်ယန်မြူးနဲ့ဒေါ့တမန်နော်ဒီကျွန်တော်တို့မာဆေးအင်တာမီလန်နော်နော်တဲ့င်းက PSG အဲ့အဲ့ရဲ့သင်း ပွဲအောင်လာအဲ့ပွဲအောင်လာတဲ့အတင်းလေးတွေတော့ကျွန်တော်တို့ဟိုတော့ဆောင်အောင်ကောင်းနေတယ်ဆိုတဲ့သဘောတော့ရှိနေပါဘူးနော်ဟုတ်ကဲ့အဲ့ဒါအဲ့ဒါအကြိုက်ဆုံးကျွန်တော်အကြိုက်ဆုံးကတော့ဒါကကဆရာရဲကကျွန်တော်တို့အော်မန်စီးတီးအသင်းကိုကျွန်တော်အင်္ဂါညအတွက်ရေးတယ်ဆရာကကြောတော့အာဆင်နယ်ရေးပြီးကျွန်တော်တို့ကိုပင်ဟေကင်ဒေါ့မွန်ကိုမှပွဲစဉ်မှာကျွန်တော်ကိုပင်ဟေကင်ဒိမက်ကလပ်ကိုပင်ဟေကင်ကိုယူချိန်ပါတယ်တေးအောင်နေခြင်းလုံးရလဲသူကပို့ပြီးတော့53.3ရာခိုင်နှုန်းတော့ရှိနေတယ်နောက်တစ်ချက်ကိုပင်ဟေကင်ဟိုနောက်အင်ဝင်းကစားခဲ့တဲ့နောက်ဆုံး6ပွဲကိုကြည့်ရတော့ဥရောပပွဲရောလိပွဲတွေမှာ အနိုင်နဲ့တရည်လေးကြီးပဲရှိခဲ့တာကိုတွေ့ရတယ်ဆိုတော့ဒီပွဲစဉ်ကဒါကိုဗင်ခေကေတဲ့ပထမပွဲစဉ်မှာတော့ဥရောပပွဲမှာတော့ဒါကွာတာဘက်ကိုရှုံးထားခဲ့တဲ့အနေအထားမျိုးရှိတဲ့ခါမှာအိမ်ဝင်းပွဲစဉ်ဒီမှာတော့ကိုဗင်ခေကေကိုကျွန်တော်တို့ကယုံကြည်ထိုက်တယ်လို့ထင်တယ်ဒေါ့မွန်ရဲ့အဝေးဝန်းခြေစွန်းလည်းကျွန်တော်သိမယုံဘူးယုံတဲ့ကြောင့်ကျွန်တော်ကတော့ကိုဗင်ခေကေကိုအင်ဂါညာအတွက်ချန်ပီယံလိမှာရွေးချယ်ပါတယ်အဲ့တော့ကျွန်တော်တို့အင်ဂါညာအတွက်ချန်ပီယံလိမှာပြိတ္တတွေကိုအကျိုးပြုနိုင်မယ်ဆိုလဲ၃နှင်းကိုရွေးချယ်လိုက်တဲ့အခါမှာ၁ကျွန်တော်အာဆင်နယ်ပါ၂ ကိုပင်ရေကမှာနံပါတ်3ကတော့မန်စီးတီးသင်းဖြစ်ပါတယ်အားလုံးပဲအောင်မြင်ပါစေဗျာ